ယ်ကျမကတော့ညာဘူးထပ်ပေါင်းတင်ဆက်ပေးခြင်းနဲ့ဒီအကြောင်းအရာတွေကတော့ကျောင်းပြပါမိတ်ဖေးငယ်များကိုတိုင်ကောင်းကင်စာရောဟာကောက်ွယ်စေများထုံးနှံပေးမည်ဆိုတဲ့သတင်းအော်တိုမန်အတွက်ဆေးလူလာချုပ်ပေးရန်ကျန်းအေဂျင်စီ40တာရှိဆိုတဲ့သတင်း ပါရွှေစေးရက်ဆက်မြင့်တက်လာပြီးရွှေပြင်းပဈေးတွေပါခုံတန်းနေဆိုတဲ့တွင်နိုင်ငံတကာဒရင်ဘုံနေနဲ့လျက်စစ်တန်းလိုက်ပင်တင်ကရိယာတက်စင်သည့်ပထမဆုံးလင်းရင်တင်မော်ဖူချန်အားရှီချင်းပြင်ကြည့်ရှုစစ်ဆေးဆိုတဲ့တွင်အဆရှိတဲ့တွင်တွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ် ထမအဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့ကျောင်းပြင်ပမိန်ကလေးငယ်များကိုတိုင်ကောင်းကင်စာယောဂါကောက်ွယ်ဆေးများထိုးနှံပေးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကျောင်းပြင်ပမိန်ကလေးငယ်များကိုတိုင်ကောင်းကင်စာယောဂါကောက်ွယ်ဆေးများထိုးနှံပေးသွားမယ်လို့ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာတက်ခိုင်ဝင်းကပြောပါထဲ့ ဒီသူလူထုအခြေပြုတိုင်ကောင်းကင်ဆာယောဂါကာကွယ်ဆေး HPV ထိုးနှံခြင်းဆိုင်ရာအစည်းအဝေးမှာအထပ်ပါအတိုင်းပြောကြားခဲ့တာပါ။ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတိုးချဲ့ကားခွဲဆေးထိုးလုပ်ငန်းဌာနခွဲအနေနဲ့တိုင်ကောင်းကင်စာရောဂါကားခွဲဆေးထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်ရှာမှာကျောင်းအခြေပြုကားခွဲဆေးထိုးနှံခြင်းလုပ်ငန်းအနေနဲ့ကားခွဲဆေးလွှမ်းခြုံမှု90ရာခိုင်နှုန်းအထိအောင်မြင်ခဲ့ပြီးကျောင်းပြင်ပမိန်ကလေးငယ်များကိုဆက်လက်ထိုးနှံရှိဆောင်ရွက်ရန်လိုအပ်တယ်လို့ဆိုပါတယ်။ ဒါကြောင့်ယခုအစည်းအဝေးကိုဆောင်ရွက်ပြီး2025ခုနှစ်ဒီဇင်ဘာလဆန်းကစတင်၍ပြည်သူလူထုအခြေပြုတိုင်ကောင်းကင်စာ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကိုအသက်6နှစ်ကနေ17နှစ်အထွန်းရှိကျောင်းပြပမိန်ကလေးငယ်များကိုအရှိန်ဟုန်မြင့်ဆက်လက်ထိုးနှံနိုင်ရှိဆောင်ရွက်သွားမယ်လို့ဆက်လက်ပြောကြားပါသည် ပြည်သူလူထုအခြေပြုတရင်ကောင်းကင်းစာယောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းမှာရရှိတဲ့သူ့ရဲ့ဂျုံအခွင့်လန်းတွေကိုအသုံးချပြီးလာမယ့်2026ခုနှစ်ဩဂတ်လနဲ့စတင်ပါလများမှာလဲအသက်9နှစ်ကနေ18နှစ်အရွယ်အထိမိန်းကလေးငယ်တွေကို အသက်အပိုင်းအခြားသူမြင်ပြီးတရင်ကောင်းကင်းစာယောဂါကာကွယ်ဆေးထိုးနှံခြင်းများကိုဆက်လက်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာလက်ရှိထိုးနှံပေးနေတဲ့တိုင်ကောင်းကင်စာရောဂါကာကွယ်ဆေးတွေကိုကမ္ဘာကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာမိဖတ်အဖွဲ့အစည်း GAVI မှပံ့ပိုးပေးလျက်ရှိပြီးနိုင်ငံထောမှလည်း GAVI အဖွဲ့နဲ့အချိုးချာထဲ့ဝင်ဝယ်ယူကာထိုးနှံပေးသွားမယ်လို့လည်းသိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့အော်ဒူမာလာအတွက်ဆေးလှုပ်လှချုပ်ပေးရန်ကျန်းအေဂျင်စီ40တာရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘလအတွက်ဆေးလှုပ်လှချုပ်ပေးပို့ဖို့ကြန့်ရှိတဲ့ပြည်ပအလုပ်အကိုင်းအေဂျင်စီ40ရှိတယ်လို့လူသမားဝန်ကြီးဌာနရဲ့ Safe Migration Channel ကထုတ်ပြန်ထားပါတယ်။အဆိုပါနာမည်စရင်ပါရှိတဲ့အေဂျင်စီတွေဟာလူသမားဝန်ကြီးဌာနရဲ့အီးမေးလ်ကိုဆေးလှုပ်လှချုပ်စရင်တွေအချိန်မီပေးပို့ချဖို့လိုအပ်တယ်လို့ဆိုပါတယ်။ ်သမတ်ရက်အတွင်းပေးပို့ခြင်းမရှိပါကဒန်ကြီးပေးဆောင်ရမှာဖြစ်တယ်လို့လည်းသိရပါသေး။အလုံသမားအေဂျင်စီတို့ရဲ့အနေနဲ့အလုံသမားဆေးလွှတ်ခြင်းရှိသည်ဖြစ်စေမရှိသည်ဖြစ်စေလားချုံစည်ရင်မဖြစ်မနေပေးပို့ပေးဖို့လိုအပ်တယ်လို့သိရပါသေးရှင်။ဆလပီကိုဘာရွှေစေးရက်ဆက်မြင့်တက်လာပြီးရွှေပြင်းပဆေးတွေပါခုံတက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကမ္ဘာရွှေဈေး300ရက်အတွင်း130ဒေါ်လာနီးပါးအထိမြင့်တက်လာပြီးပြည်တွင်းရွှေပြင်းပဈေးတွေပါ လိုက်ပါမြင့်တက်လာထိတ်လို့ရွှေဈေးကွက်ကတည်ရပါထိတ်300ရက်သားအတွင်းကမ္ဘာရွှေဈေးတောင်းစားခို129ဒေါ်လာအထိမြင့်တက်လာသလို ရွှေပြင်းပပေါင်းဈေးတွေကလည်းတစ်ချက်သားခို3300ကနေ3400ဝန်းကျင်အထိအသီးသီးမြင့်တက်နေထိတ်လို့ရွှေဈေးကွက်ကျွမ်းကျင်သူတအူးကပြောပါထိတ် နိုဝင်ဘာလ9ရက်နေ့ကကမ္ဘာရွှေဈေးတောင်းစားကိုအမေရိကန်ဒေါ်လာ4000တိအထိတာရှိခဲ့ရာခါနေနိုဝင်ဘာလ10ရက်နေ့မှာတော့တောင်းစားကို4049ဒေါ်လာနဲ့နိုဝင်ဘာလ17ရက်နေ့မှာတော့တောင်းစားကို4130ဒေါ်လာအထိဆက်လက်မြင့်တက်လာပါသေး။ ပြည်တွင်းစနစ်ဟောင်းရွှေပြည်ပပေါင်းစည်းထွေကားထောနိုဝင်ဘာလ9ရက်နေ့မှတစ်ချက်တောင်းကို84သိန်း9တောင်းနိုဝင်ဘာလ10ရက်နေ့မှထော86သိန်းနိုဝင်ဘာလ17ရက်နေ့မှထော86သိန်း3တောင်းအထိဈေးနှုန်းအသီးသီးရှိနေပါတဲ့ စနစ်သက်ရွှေပြင်းပပေါင်စည်းထွေခါထော့နိုဝင်ဘာလ9ရက်နေ့မှတစ်ချက်သားကို83သိန်း5တောင်းဝတ်ထီတာရှိခဲ့ရှာခါနေနိုဝင်ဘာလ10ရက်နေ့မှထော့84သိန်း5တောင်းစနစ်သက်ရွှေပြင်းပပေါင်စည်းတစ်ချက်သားကို85သိန်း1တောင်းဝတ်ထီဆက်လက်မြင့်တက်လာပါသည် ပြည်တွင်းဒေါ်လာဈေးတွေကတော့အမေရိကန်ဒေါ်လာကို၄,၄၀ကျပ်နဲ့ဈေးငိမ့်နေတယ်လို့ဒသထုရွှေရည်ညွှန်းဈေးတက်မှတ်ရေးကော်မတီရဲ့ရည်ညွှန်းဈေးတစ်ချက်သားကိုအချက်၅၉သိန်း8000နဲ့ဈေးငိမ့်နေတယ်လို့လည်းသိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့လဲစစ်တန်းလိုက်ပင်တင်ကရိယာသက်စင်သည့်ပထမဆုံးလေရင်သင်မောဖူချန်အားရှီချင်းပြင်ကြည့်ရှုစစ်ဆေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တရုတ်တောင်ပိုင်းဟိုင်နမ်ပြည်နယ်မှာလျှက်စစ်တန်းလိုက်ပင်တင်ကရိယာသက်စင်ထားထိတရုတ်ပြည်ရဲ့ပထမဆုံးလေရင်တင်တင်မောဖူချန်ကိုသမ္မတရှိချင်းဖြင့်ကဗိုလ်တပ်ဖူးနေမှာစစ်ဆေးကြည့်ရှုခဲ့ပါထိတရုတ်ဗဟိုကော်မတီကွန်မြူနစ်ပါတီရဲ့အသွင်ရင်းမှုချုပ်လဲဖြစ်တဲ့ရှိချစ်ဖင်းကစံညာမျိုးကရေးသက်စိတ်ကန်းတစ်ခုမှာအခမ်းနာပွဲတက်ရောက်ပြီးနောက်လင်းရင်တင်တင်မောပေါ်ကိုတက်ရောက်ခဲ့တာဖြစ်ပါထဲ့ တရုတ်ရဲ့နောက်ဆုံးပေါ်လင်းရင်တင်တင်မောကြီးရဲ့တိုးတက်အားထုတ်မှုများအသိရှိခဲ့ရကတင်မောအဖွဲ့လိုက်တိုက်ခိုက်နိုင်စွမ်းနဲ့လျှက်စစ်တန်လိုက်ပင်တင်ကရိယာစနေရဲ့ဖွဲ့စည်းလှုပ်ဆောင်ပုံများကိုလည်းသိရှိခဲ့ရပါထိတ်လင်းရင်မှုတွေအဖွဲသားတွေနဲ့ပြောဆိုရှာမှဖူချန်းရဲ့တိုက်ရိုက်ခိုင်းရေးမြင့်တင်နိုင်စေဖို့အတွက်ရင်းတို့ရဲ့ကြွမ်းကျင်မှုများစဉ်ဆက်မပြတ်သောတအောင်လှုံ့ဆော်ဖို့အားပေးသွားပါထိတ် စမ်းသပ်ပြန်တမ်းမှုပြုလုပ်တာဟာရဲစွမ်းသက်သည့်များစွာလိုအပ်ပြီးတင်းတို့အားလုံးသူရဲကောင်းထွေဖြစ်တယ်လို့ပြောသွားမှာထိဖူချန်ဟာတရုတ်ပြည်ရဲ့တတိယမြောက်လင်းရင်တင်တင်မောဖြစ်ကလျက်စစ်တန်လိုက်ပင်တင်ကရိယာသက်စင်ထေပထမဆုံးတင်မောဖြစ်ပါထိအရှိတရုတ်ဖူချန်ပြည်နယ်ကိုအစွဲပြုပြီးအမည်ပေးခဲ့က2022ခုနှစ်ဇွန်လမှစတင်ရေးချခဲ့ပါထိလို့သိရပါထိရှင် ယခုတင်ဆက်ပေးကြတာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းရစီစဉ်တွေပဲဖြစ်ပါတဲ့ကြည့်ရှုအားပြီးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်ကျမကတော့မြန်မိုးထပ်ပါ thank you